ပါဒီနေ့ကျွန်တော်ပြပြပြီးသွားမယ်အကြောင်းကတော့နှစ်ပေါင်း60ကြာပြီတိုင်အောင်လှုပ်ဝက်ဆန်းကျဲအမှုတစ်ခုဖြစ်ကျင်းရှိနေစေဖြစ်တဲ့ Dial of Town Jar ဖြစ်ရဲ့အကြောင်းပြပြပြီးသွားမှာပဲဖြစ်ပါတယ်1959ခုနှစ်ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့တောင်တသမား9ဦးလှုပ်ဝက်ဆန်းကျဲစွာတိစုံသွားမှုပဲဖြစ်ပါတယ်အဖွဲခေါင်းဆောင်ကတော့အသက်23နှစ်အရွယ် Igor Dialov ဖြစ်ပြီးတော့ ဒီ UR စမှုပညာတက္ကသိုလ်ကတော်ရဲចောင်းသားတူဖြစ်တယ်ဗောနော်ကျန်တဲ့အဖွဲ့ဝင်9ဦးပါဆိုရင်အသက်20ရာနှစ်အသက်38နှစ်အတွင်းရှိပြီးတော့အကုန်လုံးကတောင်တက်ခီးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိတဲ့သူတွေပေါ့နော်သူတို့က1959ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာဒီတောင်တက်ခီးစင်ကိုစတင်ခဲ့တယ် သူရဲ့ရွေးချက်ကဒီဒေတာတွေမှာရှိရဲ့အခက်ခဲဆုံးလုံးဝအခက်ခဲဆုံး level 3ပေါ့နော်အဆင့်3ရှိရဲ့ဒီ auto tan တောင်းနှံကိုတက်ဖို့ပဲဖြစ်တယ်ဒီလိုတောင်းတက်နိုင်မှရင်သူရဲ့အောင်မြင်မှုကသူတို့ရဲ့အားကစားပွဲအဆင့်ကိုတစ်ဆင့်ထပ်တိုးစေမယ်ပေါ့နော် ဇန်နဝါရီလ28ရက်နေ့မှာဒီအဖွဲ့ဝင်10ဦးတည်းကတယောက်ဖြစ်တဲ့ယူရီယူဒင်းဆိုတဲ့သူကသူ့ရဲ့လမ်းခရီးမှာအဆင်းမြင့်ရောင်ရမ်းလာကြောင်းသူကလမ်းမှာပဲလှည့်ပြန်ခဲ့ရပေါ့နော်သူ့ရဲ့ဒီဆုံးဖြတ်ချက်အားဆိုရင်သူ့ကိုဒီလှုပ်ဝဆန်းကျင်မှုကနေပြီးတော့ကယ်တင်လိုက်သူလိုမျိုးဖြစ်ခဲ့ရပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာတော့ယူရီယူဒင်းကတူရီတဲ့တော့အသက်ရှင်ကျန်ရှိသူအဖြစ်သူ့တဘောအလုံးနာကျင်ခံစားခဲ့ရတယ်လို့ပြောပါတယ် အဖွဲ့သားတွေကနေ့စဉ်မှတ်တမ်းတွေကင်မရာတွေနဲ့သူတို့ရဲ့နေ့စဉ်ဒီတောင်းတက်ခီးကြီးကိုမှတ်တမ်းတင်ခဲ့ကြရတယ်။ဖေဖော်ဝါရီလတရက်နေ့ညနေခင်းထိသူတို့ရဲ့တောင်းတက်မှတ်တမ်းတွေအကုန်လုံးကပုံမှန်တိုင်းပဲရှိနေသေးတယ်ပေါ့နော်။သူတို့ဒီအဖွဲ့ဝင်တွေကတယောက်ရဲ့ဒါယာကြီးမှဆိုပါရေးထားလဲဆိုတော့ရာသီဥတုကသူတို့မကောင်းပေါ့နော်အဲ့အချိန်မှာဒါပေမဲ့သူတို့စကန်းချဖို့နေရာကောင်းတစ်ခုသူတို့ရှာတွေ့ခဲ့တယ်။သူတို့ညစာဆောင်မှုပြင်ဆင်နေကြပြီဆိုပြီးရေးထားခဲ့ပေါ့နော်။ ဒီသူတို့ဓာတ်ပုံမှန်တမ်းနေမှာဆိုရင်လဲသူတို့ရဲ့ဒီတဲကိုပေါ့နော်အာကိုလက်စရာကလိုခေါ်ရဲတောင်ဆောင်ပေါ်မှာတည်တည်ချာချာတဲထိုးထားတာကိုတွေ့ရတယ်။ဒီကိုလက်စရာဆိုတဲ့နာမည်ကဒီသူတို့ဒေတာကန်နေချာမှာအာဘာသာပြန်ရရင်တော့တေမင်းတောင်ပေါ့နော်တေဆုံးသူများရဲ့တောင်လို့အမည်ရတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာလူရဲဒါနမိတ်မကောင်းတာကိုစာရေးကပြနေမိသားဆိုပြီးတော့ပြောပြောခဲ့ကြတယ်ပေါ့နော် ေဖော်ဝါရီလ12ရက်နေ့မှာသူတို့အဖွဲ့ကပြန်လာချိန်တန်ပြီပေါ့နော်ဒီ VC ရွာကိုပြန်ရောက်ဖို့အချိန်တန်ပြီဒါပေမဲ့အဲ့ဒီနေ့မှာသူတို့တွေရောက်မလာခဲ့ဘူးအဲ့ဒါနဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာဒီကဲတဲ့ရီးတွေရဲတွေကိုစပြီးတော့ဆေးလွတ်ခဲ့တောင်းမဟုတ်ဖေဖော်ဝါရီလ26ရက်နေ့မှာတော့ဒီဘသူမှမရှိတော့ရဲ့ဒီအဖွဲ့ဝင်တွေရဲ့တဲကိုရှာတွေ့ခဲ့တယ် တဲကိုနှင်းတွေကနှင်းတွေကပေါ့နော်တဝက်လောက်ဖုံးအုပ်နေခဲ့ပြင်မဲ့သူတို့တေချာအထဲကိုကြိလိုက်တဲ့အချိန်မှာကျတော့အကုန်လုံးပုံမှန်တိုင်းပဲဒီအဖက်ဝင်နေတဲ့ပစ္စည်းရအနှွေးတွေအစားတောက်တွေအာတကိုယ်ရပစ္စည်းအကုန်လုံးကအဲ့ထဲမှာအဲ့တိုင်းပဲအကုန်လုံးရှိနေခဲ့ပေါ့နော်အဲ့ဒီမှာအရေးကြီးဆုံးတစ်ခုက တဲမှာပေါ့နော်တဲမှာအပေါက်တစ်ခုရှိရယ်ပေါ့နော်အဲ့ဒီပေါက်ကဒီလိုချစ်ချထားရဲ့အပေါက်မျိုးပေါ့နော်ပြောရရင်ဒီပေါက်ကိုကြည့်ရခြင်းဖြင့်ဒီပေါက်ကအပြင်ကနေဓာတ်နဲ့ချစ်ထားပြီးတော့အထဲကိုဝင်မှုစ조사ရဲ့လက္ခဏာမဟုတ်ဘဲနဲ့အထဲကလူကဓာတ်နဲ့အနှင်းစလို့ပေါ့နော်ဒီတဲကိုဖြတ်ပြီးတော့အပြင်ထွက်ပြေးမှု조사ရဲ့လက္ခဏာတွေ့ရတယ်ပေါ့နော် ြောရရင်အမှညစာစားထားတဲ့အဲ့ဒီမှာမုတ်တေစားကြရတာလည်းရှိနော်ပြောရရင်ဒါညစာစားနေစဉ်အချိန်မှာပဲသူတို့ကထွက်ပြေးခဲ့ကြတာလို့ယူဆကြရဲဘာမဲ့ဘာလို့သူတို့ကထွက်ပြေးရလဲဘာလို့လဲဆိုတော့အပြင်မှာက -25 ဒီဂရီဆယ်စီယပ်ပေါ့နော်လုံးဝအေးခဲစိတ်နေမြရာဒီဥတုမှာသူတို့ကဖက်နဲ့လည်းမပါနွေးတယ်လဲမပါဘာပစ္စည်းမှမပါဘဲနဲ့ဘာလို့သူတို့ကအလင်းစလို့ထွက်ပြေးသွားရလဲ အနယ်ရဲတွေကဒီတဲရဲ့အနီးတဝိုက်ပေါ့နော်ဒီတောင်တစ်ခုလုံးလိုက်ရှာတဲ့အချိန်မှာဒီတဲရဲ့အာပေ900ပေါ့နော်ဟုတ်တယ်အာမီတာ900လောက်ဝေးတဲ့သင်းရှုပင်ကြီးအောက်မှာသူတို့အလောင်းနှစ်လောင်းအရင်ဆုံးစတင်တွေ့ရှိခဲ့သူတို့ကဆိုရင်ခြေပလာနဲ့ပေါ့နော်အလောင်းနေမှာဆိုရင်ပြီးတော့သူတို့လက်မှာလည်းပုံးပဲ့ထန်ရရင်ရှိရဲ့ ကျန်တဲ့၃လောင်းကိုတော့ဒီတဲကိုပြန်တဲ့လမ်းမှာတွေ့ရှိခဲ့ရပေါ့နော်ဒီတဲကိုဒီထင်းရှုပင်ကနေတဲကိုပြန်တဲ့လမ်းမှာအာတည်ဆုံးနေအောင်တွေ့ရှိခဲ့သူတို့၅လောင်းလုံးကဒီအပူချိန်လွန်အကဲကျဆင်းခြင်းကြောင့်တည်ဆုံးခဲ့ရလို့ရဲတွေကယူဆခဲ့ဒါပေမဲ့ထူးဆန်းတာကဒီ၅လောင်းနဲ့က၁လောင်းမှာဆိုရင်တယောက်ရဲ့ခေါင်းမှာပေါ့နော် ဦးကောင်းအပ်ကွဲရအသေးလေးတစ်ခုရှိနေခဲ့ပေါ့နော်ဒီတော့ဒါကလဲကျတည်ဆုံးတာမဟုတ်ဘူးဆိုတာကလည်းနောက်တစ်ချက်ဖြစ်နေခဲ့ပြီးတော့ဒီ9လောင်းနဲ့နောက်10လောင်းမှဆိုရင်လည်းဒီအဝတ်အစားတွေချွတ်ထားတယ်ပေါ့နော်အဝတ်အစားတွေချွတ်ထားတာကိုအဲ့မှာဘာခေါ်လဲဆိုတော့ Prado Sea Anderson ပေါ့နော်အဲ့ဒါကဘယ်လိုပြောရမလဲဆိုတော့အလူရရဲ့အထင်အောင်ထင်မှာဖြစ်ခြင်းပေါ့နော်အရန်ကိုအင်းနေပြီးတော့ခံစားရတဲ့အချိန်မှာလူရရဲ့အုံနောက်က အလုံးလုံးပုံကတမျိုးပြောင်းသွားပြီးတော့ငါအရန်ပူနေတယ်လို့တွေးမိရပေါ့နော်အဲ့လိုအချိန်မျိုးမှာလူရဲ့အတ္တမှာတမျိုးစက်ညင်ဘက်ကိုတွေးမိသွားဖြစ်တဲ့အတွက်ကြောင့်အင်ကြီးကိုချွတ်ပစ်လိုက်တယ်ပေါ့နော်ပြောရရင်အဲ့လူကအဲ့အလောင်းကလည်းအဲ့လိုပဲအင်ကြီးကိုချွတ်ပစ်ထားတယ်ပြီးတော့အဲ့လူချွတ်ထားတဲ့အလောင်းမျိုးကိုတော့ကျန်တဲ့၄ယောက်ကဝတ်ဆင်ထားတာကိုတွေ့ရတယ်ပေါ့နော်မေလာလေးရက်နေ့မှာတော့ဒီနောက်ဆုံးလေးလောင်းကိုထင်းရှုပင်ကနေ85မီတာဝေးတယ် အာချောင်းငယ်တစ်ခုမှာနှင်းတွေအောင်မြုပ်နေတဲ့အနေထားနဲ့သူတို့ရှောက်ွေတွေ့ရှိခဲ့ဒီလေးလောက်မှတွေ့ရှိရတဲ့ဒဏ်ရာတွေကတော့ဒီဖြစ်ရပ်ကိုလုံးဝပိုပြီးတော့စမ်းကြဲသွားစေခဲ့ဒီထဲဟာနှစ်ယောက်ရဲ့အလောင်းအောင်ဆိုရင်ဒီနန်ရိုးတွေဟာပေါ့နော်တော်တော်လေးကိုကြိုးကျင်နေခဲ့ပေါ့နော်သူကဘလောက်တောင်ကြိုးကျင်နေခဲ့တယ်လဲဆိုရဲရဘာပြောလဲဆိုတော့ဒီလိုမျိုးကြိုးကျင်ရတဲ့ဖိအားကပြောရရင် ကားတိုက်တာမျိုးဒါမှမဟုတ်အရန်အားကြီးတဲ့အရာမျိုးနဲ့ဖိမိတာမျိုးဖြစ်မှာပဲဒီလိုတွေဖြစ်နိုင်နေပေါ့เนาะအဲ့တော့ဒါကလူတယောက်ကလုတ်တာမဟုတ်ဘူးဆိုပြီးတော့ရဲရပြောခဲ့ပြီးတော့နောက်တယောက်ရဲ့အလောင်းမှာလဲဒီဥကောင်းခွန်မှာပေါ့เนาะတတော်လေးကိုကြေမွားပြက်စီနေတဲ့ဒဏ်ရာတွေကိုတွေ့ခဲ့ရတယ်အဆိုးဆုံးနဲ့အထိတ်လန့်ဆုံးကတော့ဒီလူဒီမီလာဆိုတဲ့အမျိုးသမီးရဲ့ရှာပေါ့เนาะ ိရှာမရှိတော့ဘူးပြီးတော့သူ့ရဲ့ဒီမျက်လုံးနှာခေါင်းပါးစပ်နာအသားစားတွေကလည်းပျက်စီးနေခဲ့ပေါ့နော်ဒါကဒီတိရိစ္ဆာန်နေကိုင်လို့အဲ့လိုဖြစ်တာလားဆိုတော့လေအဲ့လိုပုံတတန်လည်းမရှိဘူးဒါကဘာလို့ဒီလိုဖြစ်သွားတာလဲဆိုတာလေအခုချိန်ကြီးဖြေကြီးဖြစ်နေဆဲပဲပေါ့နော် ီဆုံဆန်းစစ်ဆေးမှုတွေမှာအလွန်အရေးကြီးတဲ့အချက်တစ်ခုကိုလည်းတို့ရှာတွေ့ခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ဒီထဲကအလောင်းနှလောင်းရဲ့အင်ညီတွေအဝတ်စားတချို့မှာပေါ့နော်ဒီအလွန်ကိုအားပြည့်နဲ့ဓာတ်ရောင်ကြီးပေါ့နော် radiation တွေကိုတို့ရှာတွေ့ခဲ့စစ်ဆေးရေးမှုတအူးဖြစ်တဲ့ Love Ivanov ကဒီဓာတ်ရောင်ကြီးတွေ့ရှိမှုကိုဒီစီရင်ခံစားမှာပေါ့နော်စစ်ဆေးချက်မှတ်တမ်းမှာ အာထက်သွင်းရေးခဲ့ပေမဲ့ဘာကြောင့်ဒီဒိတ်အောင်ကြီးကိုတွေးရှိပါရဲဆိုတာကတော့သူတို့ရှင်းမပြနိုင်ခဲ့ဘူးဒီဖြစ်ပျက်ကပဲဒီကိစ္စကြီးကိုဒီစစ်တပ်စစ်တပ်နဲ့ဆိုင်နေတာလားဆိုရဲမေကိုနေပေါ်လာစီခဲ့တာ1959ခုနှစ်မေလမှာဆိုရင်ဒီစုံလန်းစစ်ဆေးမှုကိုတရားဝင်ပိတ်သိမ်းခဲ့ဘလို့ပိတ်သိမ်းခဲ့ရလဲဆိုတော့ဒီသူတို့ကောက်ချက်ချတာကတော့ဒီအင်အားကြီးမားတဲ့သဘာဝစွမ်းအားကြောင့် ီလိုတိတ်ဆုံးလာခြင်းဖြစ်တယ်ဆိုပြီးတော့ရိုးရှင်းစွာပဲဒီမှုပိတ်သိမ်းလိုက်တယ်။အလောင်းနေမှာဒီလိုမျိုးတခြားလူတယောက်ကတိုက်ခတ်တဲ့လက္ခဏာမျိုးလည်းမတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကိုလည်းသူတို့ကပိတ်သိမ်းခဲ့ပေါ့နော်။ဆောင်စမ်းစစ်ဆေးရေးဖိုင်တွေကိုလည်းလှုပ်ဝက်ဖိုင်တွေဖြစ်ထားပြီးတော့နှစ်ပေါင်း30ကျော်ကြာတင်စီထားခဲ့ရပေါ့နော်။နောက်ဆုံးမှာတော့ဒီ တောင်တက်ခီးစဉ်ကနေတူးဒီတဲ့တော့လှည့်ပြန်ရဲ့ကြံရည်သူဖြစ်သူယူရီယူတင်ကတော့ဒီကိစ္စကိုလုံးဝမကျေနပ်ခဲ့ဘူးသူ့တငယ်ချင်းတွေကဒီတဘာဝလွန်စွမ်းအားထက်ပိုတယ်တခြားတဲ့တခြားသောအရာတစ်ခုကြောင့်တေဆုံးခဲ့ရလို့သူကတော့ယုံကြည်တယ်။သူမရဲ့ဘဝတခြားလုံးပေါ့နော်သူ့တငယ်ချင်းတွေနဲ့သူမလိုက်သွားမိရဲ့အတွက်သူနောင်နာရရဲ့ဆိုပြီးသူပြောခဲ့ပေါ့နော်ပြီးတော့ ဒီကိဒီဖြစ်ရခြင်းနဲ့ပတ်သက်ပြီးအမှန်တရားပေါ်ကိုစ조사နေတဲ့ကိစ္စတွေမှာဆိုလဲသူကအင်တိုက်အားတိုင်းကူညီပါဝင်ပေးခဲ့ပေါ့နော်2020ခုနှစ်မှာရုရှားဆိုရာကဒီမှုကိုပြန်လည်စုံစမ်းပြီးတော့ဒါကဒီနှင်းထုပြိုကျားမှုကြောင့်ဖြစ်ခဲ့တာပါဆိုပြီးတော့အဲ့တီအိုရီကိုသူကထုတ်ပြောခဲ့သူကဘယ်လိုရှင်းပြလဲဆိုရင်အဖွဲသားတွေကပေါ့နော်ဒီနှင်းထုတတ်တဲ့တောင်ဆောင်ပေါ်မှာစခန်းချခဲ့တာဖြစ်တဲ့ အဲ့တော့ညာဘက်မှာလည်းဒီအတံပလန်နေမရှိရဲ့နှင်းတူကြီးတစ်ခုอ่ะပေါ့เนาะတဲရဲ့အပေါ်ကိုအာပြိုကြရတဲ့အခါမှာဖွဲ့သားရလန့်ပြီးတော့ပေါ့เนาะတဲထဲမှာနေနေတဲ့အချိန်မှာတဲကိုဖြတ်ပြီးတော့ထပ်ပြေးရဖြစ်နေမယ်ပေါ့เนาะဘာမှတော့မှမယူနိုင်မင်းနေပေါ့เนาะအဲအဲ့ဒါနေနေပြီးတော့ပြေးတဲ့အချိန်မှာဒီလိုမျိုးပြင်းထန်တဲ့နှင်းတူရဲ့ဖီအားကြောင့် ဒီနိုင်ရိုးကြေတာဥကောင်းခုန်ခွဲတာတွေပါဖြစ်ခဲ့တာဆိုပြီးတော့သူကဒီလိုမျိုးအတောက်တိုင်းနဲ့ရှင်းပြခဲ့ဘောနော်နောက်ဆုံးမှာအေးခဲပြီးတေဆုံးခဲ့ပါဆိုပြီးတော့ပဲသူကပြပြခဲ့လူတွေကဘာကိုထထောက်ပြကြလဲဆိုတော့ဒီတောင်ဆောင်อ่ะဆိုရင်နှင်းပြူကြမှုဖြစ်ဖို့အတွက်အမသိန့်တော်ရဲ့တောင်ဆောင်တစ်ခုပေါ့နော်အဲ့ဟာရဲ့ပြီးတော့နောက်တစ်ချက်ကကြတော့ဒီရှာတွေပျောက်နေတာမျက်လုံးတွေပျောက်နေတာပြီးတော့ထဲအောင်ကြီးတွေ့ရတဲ့ဟာတွေ နိုင်ရိုးတွေကဘာလို့အလောက်ထိကျင်းဝပျက်စီးနေခဲ့ရလဲဆိုတဲ့ဟာကိုလူတွေကထောက်ပြခဲ့နောက်ထပ် theory ကတော့ဒီ infrasound theory ပေါ့နော်ဒီ theory ကတော့ဒီအာယုံကြောပိုင်းဆိုင်ရာနဲ့ဆိုင်နေပေါ့နော်ဒီတောင်နှမ်းရဲ့ဖွဲ့စည်းပုံနဲ့ဒီပြင်းထန်တဲ့လေဖြည့်အားဒီပေါင်းဆက်တဲ့အခါမှာလူနားနဲ့မကြားနိုင်တဲ့ဒီအလွန်နှိမ့်တဲ့ချိန်တုံးရှိတဲ့ infrasound ပေါ့နော် အဲ့အတန်လိုင်းတွေဖြစ်တယ်ဒီအတန်လိုင်းတွေက လူရဲ့အုံနောက်ကို ထိခိုက်စေပြီးတော့အယမ်းကိုဒီလိုမျိုးထိတ်လန့်တာယူသွတ်တာအာစိတ်ချုပ်စိတ်ချောက်ချားတာမျိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်အဖွဲသား၉ယောက်လုံးဟာဒီအတန်လိုင်းကြောင့်သူတို့ရုတ်တရက်အပြင်ကိုထွက်ပြေးပြီးဟောအာထွက်အာအဖွဲသား၉ယောက်လုံးကဒီရုတ်တရက်ဒီတန်ကိုကြား ကြားမိပြီးတော့ဗောနော်စိတ်တကင်အောင်ချက်ချားဖြစ်ပြီးတော့တဲပြင်းဝင်ထွက်ပြေးပြီးတော့ထွက်ပြေးခဲ့တာဖြစ်နိုင်နေဗောနော်အာဒါပေမဲ့ဒီ theory ကအဝတ်အစားတွေကိုချုပ်ပစ်မိတာပြီးတော့ဒီလန့်တရားထွက်ပြေးမိတာဆိုရင်ဟာရင်းနေတော့ကိုက်ညီပြင်မယ်ဒီရှာပြောက်တာမျက်လုံးတွေပြောက်တာနဲ့ယူကြိုးတာတွေကိုတော့အပြေမရှာနိုင်ခဲ့ဘူးဗောနော် now theory တခုကတော့စစ်တပ်ရဲ့လှုပ်ဝှက်ခြင်းစီမှုဆိုတဲ့ theory ပေါ့เนาะဒီ theory ကတော့ပို့ပြီးတော့အာကောင်းခဲ့တယ် လူရဘလို့ပြောကြလဲဆိုရင် DLOF အဖွဲ့ကဒီစစ်တပ်ရဲ့အာဆိုဗီယက်စစ်တပ်ရဲ့စစ်လက်နက်အလှုပ်ဝက်စမ်းသပ်မှုနဲ့သူတို့ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ပြောကြတယ်။ဒီအဝတ်အစားတွေမှာတွေ့ရတဲ့ဒဲရောင်ကြီးကဒီလှုပ်ဝက်ဒုံးပြန်ရင်လောင်စားဒါမှမဟုတ်အဲဒီနျူကလ িয়ার စမ်းသပ်မှုအကျဉ်းချန်နေဖြစ်နိုင်နေပေါ့နော်။ ဒီရင်ခေါင်ဒီနှံယူကျိုးတာတွေဥကောင်းမှာတန်ရရတာတွေကဒီလေရုဖြီအားကြောင့်ပေါ့နော်ဒီပေါက်ကွဲတာဒါမှမဟုတ်ထူးဆန်းတဲ့လက်နက်တစ်ခုခုကြောင့်အာဒီလိုမျိုးတွေဖြစ်ခဲ့တာလို့လူတွေကယူဆကြတယ်ဒီနှင်းတွေအောက်မှာပေါ့နော်နောက်မှတွေ့ရှိရတဲ့အလောင်းလေးလောင်းပါဆိုရင်ဒီသူတို့ရဲ့ စမ်းသပ်မှုပေါ့နော်စစ်တပ်ကဒီလူလေးယောက်ကသူတို့ရဲ့လှုပ်ဝက်ချက်ကိုသိသွားတာဖြစ်တဲ့အတွက်ကြောင့်တမင်ဒီလူလေးယောက်ကိုရှာပြီးတော့တတ်ပစ်ခဲ့ရလို့တောင်မှပဲလူတွေကပြောကြတယ်ပေါ့နော်ပြီးတော့ဒီရှာမရှိတော့တာပေါ့နော်ရှာကိုဖြတ်တောက်လိုက်တာကဒီသူတို့တွေ့ခဲ့ရတာသူတို့မြင်ခဲ့ရတာတွေကိုဘယ်တော့မှမပြောနိုင်တော့အောင်လို့လုံးပစ်ခဲ့တဲ့လက္ခဏာတစ်ခုလိုလဲသတ်မှတ်ကြရတယ် ဒီလိုနဲ့ပဲ DL of ရဲ့ဖြစ်ရက်ကဘလို့မှမဖြေရှင်းနိုင်တဲ့ behavior တစ်ခုဖြစ်ယခုချိန်ထိဆက်လက်တည်ရှိနေဆဲပဲဖြစ်တယ်။ဒီဖြစ်မှုဟာဆိုရင်တဘာဝစွမ်းအင်ကြောင်မဲလားဒါမှမဟုတ်လူလုတ်တဲ့ကိစ္စကြောင်မဲလားဆိုတာ or အခုချိန်ထိဘယ်သူမှတည်တည်ကြကြဖြစ်မပေးနိုင်ဘူး။ပြီးတော့ဒီဖြစ်ရက်ကနေလွတ်မြောက်ခဲ့ရူရီယူတင်ကဆိုရင်2003ခုနှစ်မှာအကွယ်လွန်သွားခဲ့တယ်။ ယူရီယူတင်ကသူမသေးဆုံးခင်အထိဒီဖြစ်ရပ်ကိုအမှန်တရားပေါ်ဖို့အတွက်သူသူအတက်နိုင်ဆုံးစ조사ခဲ့ပေါ့နော်သေဆုံးသူတွေရဲ့ဝိညာဉ်အားဆိုရင်ခုချိန်ဒီအမှန်တရားကိုမရရှိသေးဘူးလို့ပဲဆိုရမှာပဲပေါ့နော်ဒါဆိုရင်ကြီးရှုနေတဲ့သူရောဒီဖြစ်ရပ်ကြီးကိုဘယ်လိုမြင်ရလဲပေါ့နော်ဒါဆိုရင် comment မှာဆွေးနွေးပေးခဲ့ပါအောင်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီးတော့နောက်ထပ်စိတ်ဝင်စားဖို့ရမှုခင်အကြောင်းတွေကိုဆက်လက်အားပေးဖို့လည်းမမေ့ပါနဲ့နော်တတ်တာ